နိုင်ငံတကာအလှမဲ့ရွေးပွဲမှာမြန်မာကိုစားပြုဆိုပြီးတော့မှဝင်ပြိုင်နေကြတဲ့အလှမဲ့တွေကဟိုစကစရဲ့ဝါရဖြင့်ရန်တရာအတွက်အသုံးချခံ လူတွေများဖြစ်နေပြီလားပေါ့ဟိုကျွန်တော်ဘာကြောင့်အဲ့လိုပြောရလဲပေါ့နော်ဟိုဒီဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်လိုက်အောင် As I read this poem for what deeply sorrow for all the children as children who in the awkward and saber war ဒီကမှလေးပြောသွားတဲ့အထက်မှာကျွန်တော်သတိထားမိတာတစ်ခုရှိခဲ့ပါတော့။ဟိုမြန်မာပြည်ကကလေးငယ်တွေကဒီငလင်တန်နဲ့ပြည်တွင်းစစ်ကြောင့်မို့လို့ပညာသင်ခွင့်မရပဲအသက်ဆုံးရှုံးနေရတယ်တဲ့။ဒီစကားကမှန်တယ်လို့လို့နဲ့အဓိပ္ပာယ်နှစ်ခွထွက်စီတဲ့စကားလို့ပဲကျွန်တော်မြင်တာပေါ့နော်။ဟိုသူ့လူကိုယ့်ဘက်သားဖြစ်နေတဲ့ဟိုစကလုံးအသုံးနှုံးလို့လည်းကျွန်တော်ပြောချင်တယ်ပေါ့နော်။ဘာကြောင့်လဲလို့ပြောရလဲပေါ့။ ိုခလီတငယ်ရိတက်ကြီးရွယ်အိုရိပါဝင်ဟလာဖုန်ကြီးတွေရောတိလာရှင်တွေရောကုံကုံပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအခုလိုမျိုးဒုက္ခရောက်နေရတဲ့အဓိကလက်သည်တရခံက စကစနဲ့မင်းအွန်လိုင်းသူတို့ဒီအပေါင်းပါရီရဲ့လက်ချက်ကြောင့်ပဲဟုတ်တယ်မလားအာဟာဒီကောင်မလေးကမြန်မာပြည်တွင်မှာရှိနေတာလေသူ့အနေနဲ့ဘလောက်ပဲပြောလို့ရမှာပေါ့ပြည်တွင်းစစ်ဆိုတဲ့စကလုံးကိုပဲတုံးလို့ရမှာပေါ့ ဟိုမင်းအွန်လိုင်းနဲ့ဟလာစစ်တက်ကိုသူ့အနေနဲ့ဓာတ်ရိုက်နာမည်ထည့်ပြီးပြောလို့မရတော့ဘူးလေဆိုပြီးတော့မှပြောကောင်းပြောကြပါလိမ့်မယ်။အာမှန်ပါတယ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့စဉ်းစားကြည့်အောင်ပေါ့နော်။ဟောဒီကောင်မလေးလိုပဲအာမြန်မာပြည်ကိုစားပြုဆိုပြီးတော့မှနိုင်ငံတကာကိုထွက်ပြိုင်နေတဲ့အလအမေတွေအလမောင်တွေအများကြီးရှိလာအောင်မှာပဲ။ဒီလူတွေအကုန်လုံးကအာ အာမြန်မာပြည်မှာဒုက္ခရောက်နေပါတယ်အမြန်မာပြည်ဒုက္ခရောက်နေတာဒီပြည်တွင်းစစ်ကြောင့်ပါဆိုတဲ့စကားလုံးကိုပဲထပ်တလဲလဲသုံးနေမယ်ဆိုလို့ရှိရင်နိုင်ငံတကာကလူတွေအပါအဝင်ပေါ့နော်ဒီအလမယ်တွေအလမောင်ပွဲတွေကိုချစ်ရှုအားပေးနေကြတယ်ကျွန်တော်တို့မြန်မာပြည်ကလူတွေပါပြည်တွင်းစစ်ဆိုတဲ့စကားလုံးကိုပဲပို့ပြီးတော့မှယဉ်ပါပြီးတော့မှသုံးနှုံးမိသွားမှာကိုကျွန်တော်ကစိုးရိမ်တယ်ပေါ့နော်ဟိုပြည်တွင်းစစ်ဆိုတဲ့စကားလုံးကို ဒီလိုမျိုးလူရီရဲ့စိတ်ထဲမှာပို့ပို့ပြီးတုံးလာတဲ့အခါနောက်နောက်ပိုင်းမှာပေါ့နော်အာစကားစဘက်ကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ပြည်ရင်းစစ်ကြီးဒီလိုမျိုးအတွန်းရှိနေတာကတိုင်းရင်းသားတွေကြောင့်တိုင်းရင်းသားလက်နက်ကင်တွေကြောင့်အာပြီးလို့ရှိရင်ဟို PDF အပါအဝင်ဒီတော်လန်ยีအင်အားစုတွေကြောင့်ပါဆိုတဲ့ပုံစံမျိုး နောက်ပိုင်းမှာအကွက်ချပြီးတော့မှမလုပ်ဘူးလို့ကျွန်တော်တို့မပြောနိုင်ဘူးပေါ့နော်ဟိုကျွန်တော်တို့ ဟိုကြီးပြင်းလာတဲ့1990 1980 2000ဒီခုနှစ်ဝန်းကျင်တွေတောက်လျှောက်မှာဆိုလို့ရှိရင်တိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေအကုန်လုံးကိုဒီလိုမျိုးပဲအာနာမည်ဖြတ်လာတာနော်ဟိုတန်းရွှေခင်ညွန့်နေဝင်းဒီလူတွေအကုန်လုံးကတိုင်းရင်းသားအဖွဲ့တွေကိုဒီလိုပဲနာမည်ဖြတ်လာတာအခုမင်းအွန်လိုင်းအပါဝင်စကားစကားလေဟိုကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ဟလာတော်လိုင်းရင်အားစုတွေကိုဒီလိုပုံစံမလုပ်ဘူးလို့မပြောနိုင်ဘူးလောက်ပါပဲဒီအလမဲအလမောင်ရွေးပွဲကိုဝင်ပြိုင်နေကြတဲ့မြန်မာပြည်ကိုစားပြုပြီးဝင်ပြိုင်နေကြတဲ့သူတွေအတွက်ကပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဟိုတော်တော်ကြီးကိုအပြောဆိုခံရတဲ့အခြေအနေပေါ့နော်ဟိုသူတို့အနေနဲ့မြန်မာပြည်အတွက်ပြောပေးပြန်တော့လေအခုလိုမျိုးထောက်ပြခံရတယ်ပေါ့နော်မပြောတော့လေဟဲ့နေမပြောလို့ဆိုပြီးတော့မှအဆဲခံရတယ်ပေါ့နော်အွန် ကျွန်တော်မနေ့တုန်းကလည်းကျွန်တော် ပြောဘူးတယ်ပေါ့နော်2024တုန်းကဒါအာ Miss Grand ပွဲမှာတုန်းကကျွန်တော်ပြောခဲ့တယ်ဒီအလှမယ်အဖွဲ့အစည်းတွေကိုပိုင်နေသူတွေအတွက်အလှမယ်ပွဲဆိုတာဒီဟိုသူတို့အတွက်စီးပွားရေးပဲ soft power ပဲဟိုအားပေးနေကြတဲ့သူတွေကလာတဲတဲလို့အားပေးနေကြတာကိုရီတဲတဲလို့ဖြစ်နေကြတဲ့အချက်ပေါ်မှာမူတည်ပြီးတော့မှစက်ကောင်စီကဒီပွဲတွေကိုသူ့ရဲ့ဟိုဝါရဖြန့်ရန်ရမှာမသုံးဘူးလို့ဘယ်သူမှမပြောနိုင်ဘူးပေါ့နော်သုံးပါပဲလုံပါပဲပေါ့နော် နောက်တစ်ခုထပ်စဉ်းစားစရာပေါ့เนาะကျွန်တော်တို့ပါမန်မြန်မာပြည်သူပြည်သားတွေနိုင်ငံသားကိုထွက်ဖို့အရန်ကိုခက်ခဲနေကြတဲ့အချိန်မှာဒီအလမေအလမောင် ပြိုင်ပွဲကိုဟိုတောပြိုင်နေကြတဲ့သူတွေကလွယ်လွယ်ကူကူထွက်ခွင့်ရနေတယ်ကွာအာပြီးတော့ဒီကောင်တွေကဆင်ပေါ်မှာဆောက်တိုလဲလောက်တဲ့လူကလှုပ်ပြောတဲ့သူကပြော ဟုတ်တယ်မလားဒါတော့တမိုင်းတို့ကြီးကထားလိုက်ပါတော့ဗောနော်ဟိုဒီလက်သက်ဆုပ်စာလူတွေကနိုင်ငံကိုစားပြုဆိုပြီးတော့မှထွက်ခွင့်ရနေတဲ့အချိန်မှာဟိုသူတို့ပြောမဲ့စကားတွေသူတို့လုံနေပါတယ်ဆိုတဲ့ project တွေကိုဟိုစစ်ကောင်စီဘက်ကလူတွေကချုပ်တင်စစ်ဆေးမှုမလုပ်ဘူးအာစဉ်းစားမလုပ်ဘူးလို့အမခံနိုင်လားဗောနော်ပြီးတော့ဒီသူတို့ပြောမယ့်ချက်လက်တွေကိုရောကြိုတင်ဇက်တိုက်မထားပါဘူးလို့ပြောနိုင်လားပေါ့နော် ော်တကယ်လို့ပေါ့နော်ချိုးတင်ဇက်တိုက်ထားမယ်ဆိုလို့ရှိရင်တော့မှကောင်းမလေးမှာသူဒီဒီဇက်တိုက်တဲ့ထဲကိုပါသွားမှန်းတော့မှတိလိုက်မှာမဟုတ်ဘူးပေါ့နော်ဟိုစကားစဘက်ကသူတို့ပြောချင်တဲ့ဇကားကိုကောင်းမလေးပါဇက်သေးဟူထည့်ပေးလိုက်တာကိုကောင်းမလေးကိုယ်တိုင်တော့မှတိချင်မှတိမှာပေါ့နော်အဲ့လိုမျိုးအာဒါ ဒီဟာပေါ့နော်သူ miss ball ကိုဝင်ပြိုင်နေတဲ့ကောင်မလေးလို့ပဲကျွန်တော်သိထားတာပေါ့နော်သူ့နာမည်ကိုလည်းကျွန်တော်မသိပါဘူးဟိုဒီ video clip ကိုမတွေ့ချိန်ထိသူ့နာမည်ဘယ်သူလဲဆိုတာလည်းကျွန်တော်မသိဘူးအာသူဘာလဲဆိုတာလည်းကျွန်တော်တကယ်မသိဘူးပြီးတော့အခုလိုမျိုးပြောနေရတာကအာသူ့ကိုချစ်ချင်းမုန်းချင်းတစက်မှမပါဘူးဆိုတာလည်းကျွန်တော် ကြိုပြီးတော့မှပြောထားခြင်းပါတယ်ပြီးတော့ထပ်ဖြစ်ပြီးပြောချင်တာလေးတစ်ခုပေါ့နော်ကျွန်တော်တို့မနစ်ကကျွန်တော်ပြောခဲ့တယ်ပေါ့နော်ပွဲစုခဲ့တဲ့အဲ miss grand ပွဲတော့ကတဲတဲဒီအသက်ဆက်ရှင် အခုဒီကောင်မလေးဒီအသက်18နှစ်နဲ့ပေါ့နော်အာပြီးတော့တိုက်ဆိုင်တာတစ်ခုလားပေါ့နော်အဲ့ဒီ Miss Grand ပွဲမှာတော့ငါဆိုလို့ရှိရင် 2L လွင်နေ National Director ဒီအခု Miss Wall မှာလည်းပဲ 2L လွင်သည် National Director နည်းနည်းလေးတိုက်ဆိုင်မှုတွေကအရန်များလွန်းနေတယ်လို့ကျွန်တော်ခန့်စားရတယ်ပေါ့နော်ကျွန်တော်တို့ story based ပြဿနာကြီးရောဟိုဘယ်လိုမြင်ကြလဲပေါ့